ယောမအခန်းနှစ်စာပိုက်24မှာအကြောင်းမူကားကျမ်းစာ၌လာသည် နှင့်အညီတပါးမျိုးသားတို့သည် သင်တို့အကျင့်ကိုထောက်၍ဖျားသခင်နာမတော်ကိုကဲ့တကြ၏ပြောတာတွေ့ရတယ်တပါးမျိုးသားဆိုတာကတော့မယုံကြည်သူတွေပြောတာဖြစ်တယ်ဆိုတော့ကတော့ကျွန်တော်ယုံကြည်သူတွေတချို့ရဲ့အပြုအမူအပြောဆို go မယုံကြည်သူတွေကမြင်တဲ့အခါမှာကျွန်တော်ကိုးကွယ်တဲ့ဘုရားကိုကဲ့ရဲ့တကြတယ်နော်အဲ့တော့ဘယ်မှာလဲမင်းတို့ဘုရားကပြောတော့ဗဇက်ကဘုရားဘုရားလက်ကကရကရနဲ့ကိုယ့်ကိုကရနဲ့သူတို့ဘုရားကသူတို့ကိုမကယ်ပါဘွာဘာထုလို့လဲဆိုတော့မှဟိုကျွန်တော်ကိုယ်ကိုယ်ရဘုရားကိုလူတွေကကဲ့ရဲ့ ပြောချင်တာဖြစ်တယ်ဆိုတော့ကတော့အနေထိုင်အပြောစုံအပြုမူအကျင့်တွေကိုတတိပြုဖို့အရေးကြီးတယ်နော်တော့ပြောချင်တာဖြစ်တယ်အဲ့တော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်း၁၂စာပတ်၅မှာတုတ်တော်လဲကိုတော်သည်ထို့သူပြင်မာတော်အဖြစ်ကဲ့ရဲ့အခွင့်ကြီးကိုထာဝရဘုရားယံသူတို့အားပေးတော်ကြောင်းသူတို့ပြောတာတရားတယ်ဒါဝိမင်းကြီးက သူ့အမယားကိုပြစ်မှားတယ်ပြီးရင်သူ့တက်ကိုမတရားသဖြင့်တတ်တယ်ဘသူမှမသိအောင်သူလုပ်ပေမဲ့ဘုရားသခင်ကဘရဖက်နာတန်ကိုလှုပ်ပြီးတော့မှသွားပြောတယ်တေတေတင်ပြစ်တယ်နော်ထိုက်တဲ့အပြစ်ကိုကျူးလွန်တဲ့အကြောင်းသွားသတိပေးတဲ့အခါမှာဒါဝိကချက်ချင်းနောင်တရတယ်ဘရဖက်ကိုလည်းတောင်းပန်တယ်ဘုရားသခင်ကိုလည်းတောင်းပန်တယ်ကြည့်နော် ဘုရားသခင်ကိုပဲတောင်းပန်တာမဟုတ်တော့ဘုရားသခင်လူကိုပဲတောင်းပန်တယ်တကယ်နောင်တရပြီတော့အဲ့ဒီခါမှာဘုရားနှုတ်ကပတ်တော်ရောက်ပြီတော့မှဘုရားသခင်ကတဲ့မင်းအပြုတ်ခွန်းလွတ်တယ်အဲ့ရပြစ်ခွန်းလွတ်ခြင်းဆိုတာကဘာလဲလို့ပြောရင်တော့တေပြစ်တဲ့အပြစ်ကိုကျူးလွန်တော့ကြောင့်ဒါဝိမင်းကြီးဟာအဲ့ division ပဲဟာတရမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်အပြစ်ခွန်းလွတ်တဲ့ခါမှာမတရားတော့ဘူးဒါပေမဲ့မတရားပြင်မဲ့လေ ဖယားသခင်ကိုကဲ့ရဲ့စရာဖြစ်အောင်သူပြုတ်ရက်အတွက်မဖြစ်တယ်လဲဆိုတော့သူ့ရဲ့သားတည်တယ်ပြီးရင်နောက်သူ့ရဲ့သားအဘရှလုံကပုံကံပြီးတော့မှသူဟာနန်းတော်ကနေထွက်ပြေးရတယ်တောထဲမှာအဲ့ဒီဘုရားကိုရောက်သွားတယ်ပေါ့ဆိုရကတော့အဲနောင်ကျင်တော့နရခအဲ့လိုအပြစ်မပြုတ်ရဲအောင်ဆုံးမခံရတာဖြစ်တယ် နော်အဖေကအသားသမီးကိုဆုံးမတယ်လို့မျိုးဆုံးမခံရတာဖြစ်တယ်ပြောရတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တက်တာမှာသတိပြုဖို့ကကျွန်တော်ရဲ့အပြောဆိုအနေတိုင်းအပြုမူကိုသတိပြုဖို့ဖြစ်တယ်။ကျွန်တော်ကြောင့်ကျွန်တော်ကိုယ်ကဖရာမယုံကြည်သူတွေကဲမှာကိုသတိပြုပြီးတော့မှနော်အသက်ရှင်ဖို့ဖြစ်ပါတယ်ပေါ့။ဒါကတော့ဒါကျွန်တော်တို့သတိပြုစရာတစ်ခုအနေနဲ့ပြောတာပါ။ အမှန်ကတော့ဘုရားကိုချစ်တဲ့စိတ်နဲ့ဘုရားစကားကိုနားထောင်ရင်ပြီးသွားပြီဒီကဲ့ရဲ့အခွင့်မရှိဘူးပေါ့ဒါကြောင့်ဒီနေ့ဘုရားကိုချစ်ပါချစ်တဲ့တိုင်းစကားတော်နားထောင်ပါသတိပေးခြင်းနဲ့နော်အဲ့တော့ဘုရားသခင်အလိုတော်ကဘာရှိတယ်လဲဆိုရင်တော့မတ်သက်ခမ်းငါစာပတ်16မှာသူနဲ့သူသူတပါးတို့ဒီတင်တို့ကောင်းသောအချင်းတို့ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပိုက်ကုံတော်ကိုချင်းမွန်းစေခြင်းကသူတစ်ပါးရှိ၌တင်တို့အလင်းကိုလင်းစေကြလော့ပြောတာတွေ့ရအဲ့တော့အလိုတော်ကတော့ကျွန်တော်တို့ယုံကြည်သူအဖြစ်မယုံကြည်သူတွေကဘုရားသခင်အကုံတော်ကိုချင်းမွန်းဖို့ဖြစ်တယ်ထို့သောအဖြစ်သူတို့ကလည်းဘုရားသခင်ကိုယုံကြည်လာပြီးတော့မှအပင်ငယ်ရဲ့လွတ်ဖို့ကောင်းကင်ဘုံရောက်ဖို့ဖြစ်ပါတယ်ဒါအလိုတော် အဲ့တော့ကို့အဖင်ဘုရားသခင်ကိုချင်းမွန်စရာဖြစ်ဖို့ဘုရားသခင်အလိုရှိပါတယ်အဲ့လိုဖြစ်ဖို့လဲဒီနေ့ကျွန်တော်တို့ကိုနော်တန်ရှင်သောဝိညာဉ်တော်ပေးထားတယ်နော်တိကောခံ6စာပိုက်20ကြည့်မယ်ဆိုရင်တော့ဝိညာဉ်တော်အထက်မှာလာရောက်ကင်းဖို့တဲ့အတွက်နော်ကျွန်တော်ရဲ့ကိုယ်စိတ်ဝိညာဉ်အဖင်ဘုရားကုံတော်ထင်ရှားစေဖို့ဘုရားသခင်အလိုရှိတယ်ဆိုတော့ तू ကကိုညီပေးမယ်အထက်ကနေ ဒါလိုပြောချင်တာဖြစ်တယ်နော်ဒီကရတိအခန်းလေးစာပိုက်6မှာလဲမလို့လဲနားထောင်တတ်တဲ့နော်သူကဘုရားသခင်ရဲ့တားတော်ယေရှုရဲ့ဝိညာဉ်ကိုပေးတယ်လို့ပြောတယ်အဘအဘကိုခေါ်တတ်တဲ့ဝိညာဉ်ပေးတယ်ဆိုရကတော့အထက်မှာတန်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကဘုရားသခင်စကားကိုနားထောင်တတ်တော်သူဖြစ်အောင်မဆမယ် တုံ့ပြန်လမ်းပြမယ်ဘယ်လိုပြောချင်တာဖြစ်တယ်ဒါနဲ့ပတ်သက်လို့ရေကြည်လက်အခန်း36နော်ကျွန်တော်တစ်ခန်းလုံးဖတ်ပါကျွန်တော်နေ20စာပိုက်26နဲ့30ကိုဖတ်ချင်တယ်စိတ်နှလုံးအစ်ကိုငါပေးမိသဘောအစ်ကိုတွန်းထားမိနော်သင်တို့ကိုခန္ဓာထဲကကြောက်နှလုံးကိုနှုတ်ရအသားနှလုံးကိုပေးမိမာကြောတဲ့စိတ်နှလုံး ဇာတိသဘောတွေကိုဖခင်ကဖယ်ရှားပေးမယ်အဲ့တော့နွညတေမွေတဲ့နားထောင်တက်တဲ့ခရစ်တော်ရဲ့စိတ်နှလုံးပေးမယ်နော်အဲ့လိုအဖြစ်စိတ်သစ်လူသစ်ဖြစ်အောင်နော်ပရမဆုံးတော့စိတ်သစ်ဖြစ်အောင်နော်ပြုတ်ပြင်ပေးမယ်သူတို့ပြောချင်တာဖြစ်တယ်နော်ငါဝိညာဉ်ကိုလည်းသင်တို့အထင်းတို့သွင်းပေးသဖြင့်သင်တို့ဒီငါ့တရားလမ်းတို့လိုက်၍ငါအစီရင်တော်မူချက်တို့ကိုစောင့်ကြလိမ့်မည် နော်ဘိုးဘေးတို့အားငါပေးသောပြည်၌တင်တို့သည်နေရ၍ငါ့ရဲ့လူဖြစ်ကြလိမ့်မည်ငါသည်လည်းသူတို့ဖျားသခင်ဖြစ်မည်တင်တို့ကိုအညစ်တင်တို့ကိုအညစ်ကြေးရှိသမျှတို့နဲ့ငါကင်းလို့စေမည်ကဲဒီမှာအညစ်ကြေးရှိသမျှနဲ့ဘာလို့ခိုင်းမလဲဆိုတော့ကင်းလို့စေအဲ့တော့ဒီကိုခန္ဓာကိုလည်းမဖြစ်မလဲတန့်ရှင်းချင်းရှိလာ အကျင့်ကောင်းလာအောင်နှုတ်မှုရ ပြောင်းလဲသွားအောင်အနေထိုင်ပြောင်းလဲသွားအောင်လုပ်မယ်ပရမစိတ်သစ်ကိုပေးမယ်ဒုတိယဒီခန္ဓာကိုအကျင့်ပြောင်းလဲအောင်သူလုပ်ပေးမယ်တဲ့သူပြောချင်တာဖြစ်တယ်နော်ဒါတင်မဲ့လားဆိုတော့ဒီနေ့အစာခေါင်းပါခြင်းပေးကိုဖယ်ရှားခြင်းကစံစပါကိုမှားလိုက်၍ညပြစီပြီးသင်တို့ဒီမွတ်တည့်၍တပါးမျိုးသားတို့ကဲ့ခြင်းနဲ့ လွတ်စေမိအကြောင်းတစ်ပင်အတီးနှင့်မြည်အတီးတို့ကိုငါများပြားစေမည်စဉ်းစားကြည့်လိုက်နော်ဘုရားသခင်ကကျွန်တော်ဟာလာရဲ့လူဟောင်းအချင်းဟောင်းတွေကိုဘာလို့ပြေးမလဲလူသစ်တရဝသစ်ဖြစ်အောင်ကိုနှုတ်မွေရအချင်းတွေကိုပြောင်းလဲပြေးမယ်ပြောင်းလဲပြေးမယ်နော်အဲ့တော့အညစ်ကြေးအလုံးလဲဖယ်ရှားပေးမယ် စိတ်လဲစိတ်သစ်ဖြစ်မယ်လူလဲလူသစ်ဖြစ်မယ်ဒါကပါလဲအထဲမှာတန်ရှင်းသောဝိညာဉ်တော်ကိုပေးခြင်းအဖြစ်သူကနော်တနည်းတည်းတနည်းပြုတ်ပြင်ပြီးတော့မှလမ်းပြပို့ဆောင်ပေးမယ်တကိုးနဲ့ပြုတ်ပြင်ပေးမယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့လိုအဖြစ်ပါဖြစ်မလဲကျွန်တော်ကိုမြင်တဲ့သူကဘုရားသခင်ကိုချီးမွမ်းဖို့ဖြစ်တယ်ဘုရားသခင်ကိုယုံကြည်လာဖို့ဖြစ်တယ် ဒါဘုရားသခင်တင့်ပေါ်မှာထားတဲ့ဘုရားသခင်အကြံစီဖြစ်ပါတယ်ဒါတင်မကဒါပဲလားဆိုမဟုတ်ဘူးခန္ဓာကိုယ်တွက်လဲစောင့်ဝင်နေလဲအစဉ်ပြောင်းလို့နော်မဆပေးမယ်အသက်ပင်ကိုမှာထားမယ်တဲ့စဘာပင်ကိုမှာထားမယ်တဲ့နော်အတိမတိပဲမနဲ့နေပူပူမိုးရွာရွာမဖြစ်ဖြစ်မင်းအတိကိုလုံလို့ဆိုတာတိပါလို့ငါမှာထားမယ် ပြောပါတယ်။တရားဒီနေ့ကျွန်တော်တို့ကဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ပြီးဘုရားသခင်ကိုဗာလဲချင်းမွန်းစရာအခွင့်ရှိဖို့ပဲ။ကျွန်တော်တက်တာကိုသတိပြုဖို့ဖြစ်ပါတယ်။ကျန်တဲ့ကိစ္စဘာစားရမလဲဘာတောက်ရမလဲမပူနဲ့ဘာဝတ်ရမလဲမပူနဲ့မင်းတို့သုံးလို့ကြောင်းဘုရားသခင်သိတယ်။ဟောဒါမှတဲ့ခန်းချောက်မှာအလုံးဖတ်ဖို့နေကြဖြစ်ပါတယ်။ဒါကြောင့်အားပေးချင်ပါတယ်ဒီနေ့ ဒီနှုတ်ကပတ်တော်ဟာကိုနှုတ်ကပတ်တော်ဒီနှုတ်ကပတ်တော်နားထောင်နေတဲ့မိတ်ဆွေတို့ဖြစ်တယ်ကျွန်တော်ခွာပေးပါတယ်တရားဖြင့်ဖျားသခင်ရဲ့เนาะဟာလာနာမတော်ကဲ့ရဲ့စရာဖြစ်နေတယ်ဆိုရင်တော့နောင်တော့ရပါတင့်သက်တာဘာဖြစ်နေလဲဖျားသားဖြစ်တဲ့အတန်းနဲ့မွေဆေးဝါးများသုံးဆွဲနေတော့သူဖြစ်ပါသလား မတရားစီးပွားရှာနေတဲ့သူတတ်မဲ့တဲ့စိတ်နဲ့နော်ဟာလားလောဘစိတ်နဲ့ဒေါသမောဟနဲ့အသက်ရှင်နေတဲ့သူလားသူမရောပြစ်မှားခြင်းနော်သူရောချားနဲ့ပြစ်မှားခြင်းမိမလုံးနဲ့မာယွန်းခြင်းမှတ်စာပြီးနော်အမျိုးမျိုးပေါ့လောကကြီးမှာအဲ့လိုများဖြစ်နေပါလားဖြစ်နေတယ်ဆိုရင်တော့ဒီနေ့တင့်အဖြစ်တို့မြင်တဲ့သူကတင်ကိုကိုတဲ့ဖရာကိုကဲစရာအခွင့်ရတော့မှဖြစ်ပါတယ် ဒါကြောင့်ဒီနေ့နောင်တရပါနောင်တရပါတင်ထဲမှာရောက်နေတဲ့တန်ရှင်သာဝိညာဉ်တော်ရဲ့ပြုတ်ပြင်းခြင်းကိုခံယူပါခံယူပါအေးဖိလိပ္ပိခန်းနဲ့စာပတ်စသုံးမှာတင်တို့ဒီအလိုရှိစေခြင်းကလည်းကောင်းအကျင့်ကျင့်စေခြင်းကလည်းကောင်းစေနာတော်အဖြစ်သူတို့အแทမှာပြုတ်ပြင်းတော်မတော်သူလေဘုရားသခင်ဖြစ်တယ်ဆိုတော့တင်ကအစိမ့်လုံးแท้ကနေနော် ဘုရားသခင်ရဲ့အလိုတော်ကိုတည်တပ်ဖို့နားထောင်လို့ဆက်ရှိဖို့နားထောင်နိုင်ဖို့လက်တွေ့ကျင့်နိုင်ဖို့မဆနေပါတယ်လမ်းပြပို့ဆောင်ပေးနေပါတယ်ဒီနေ့အဲ့ဒါဟာငါ့အတွက်ဖြစ်တယ်ငါဒီနေ့အစပြီးအကေအမွေးရေးဆေးဝါးဆွဲနေတဲ့သူဆိုရင်ပါလေဒီနေ့အစပြီးငါဒီမွေးရေးဆေးဝါးလုံးဝမတုံတော့ဘူးဆိုပြီးတော့ဆုံးမြတ်ကြည့်ပါဆုံးမြတ်ကြည့်ပါ ပြင်လဲ ိုရောကျွန်တော်မတက်နိုင်ဘူးเนาะကိုရောမဆပါဘာမဆိုပေါ့เนาะဘာမဆိုဒီမတရားတဲ့မိထုံကိစ္စတော်လကောင်းအမျိုးမျိုးပေါ့เนาะကိုမလုံနိုင်ပါဘူးဒါအထက်ကနေတရှင်တော်ဝင်တော့မဆနေတာကိုလက်ခံလိုက်ပါအဲ့ဒါဆိုရင်တော့တင်ဘွားစင်လုံးလဲအစ်စ်ဖြစ်မယ်ဒေခနာကိုလဲအညစ်ကြီးရှစ်မြန်းနဲ့กินလို့မယ်တန်ရှင်းခြင်းအတ္တတာ ဖြစ်လာလိမ့်မယ်အဲ့ဒါဆိုရင်တော့သင်အားဖြင့်ဘုရားသခင်ရဲ့အကုံတော်ဟာချင်းမွန်စရာဖြစ်လာလိမ့်မယ်လို့ခွားပေးနဲ့နေကုန်ချုပ်ပါရယ်ဘုရားသခင်နေသင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်